အဲကျွန်တော်ကိုယ်တိုင်လက်ရှိခြေတုံနေတဲ့တရားကတော့ဒီဥပိ္ပခတရားပဲဖြစ်ပါတယ်။ဥပိ္ပခတရားကချစ်ချင်မိုးချင်ကင်းပြီးတော့အစွန်းနှစ်ဖက်လွတ်တဲ့တရားပါ။အရန်ကူမှအေးချမ်းစီပါတယ်။အချို့အပြစ်ဆိုရလို့ရှိရင်မေတ္တာတရားကတက်ရှိတွေပေါ်ချစ်ကင်ကျင်နာမှုကိုဖော်ဆောင်ပြီးတော့ဂယုဏကသူတစ်ပါးရဲ့ဒုက္ခကိုမကြည့်ရဘဲကုညီလိုစိတ်ဖြစ်တာကိုဖော်ဆောင်ပါတယ်။အဲမုဒိတာက သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်စီပြီးတော့ ။ဥပိ္ပခာကတော့အကောင်းဆုံးအောင်မြင်မှုကြရှုံးမှုတွေကိုမျှတစွာလက်ခံပေးတဲ့တရားပဲဖြစ်ပါတယ်။ကျွန်တော်တို့လူတယောက်ကောင်းမှု ရက်ွက်တစ်ခုမျိုးနယ်တစ်ခုတိုင်းပြည်တစ်ခုကောင်းမှုဆိုလို့ရှိရင်ဒီပြမစိုးတရားတွေကရှင်းတန်နေမှရမှာဗျာ။ဒါကလောကရဲ့အခြေခံဝတ်တရားတွေဖြစ်တယ်။ဘယ်သူ ကောင်းကောင်းမကောင်းကောင်းကိုကောင်းအောင်စူးစမ်းပြီးတော့ ပြမစိုးတရားတွေမစိတ်တော့အောင်မိမိကစစ조사ပြုပြင်ရင်အေဂျင့်တရားတဲ့ဘွားတွေကိုကျွန်တော်တို့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လည်းဒီထက်ကောင်းတဲ့ကွန်တန့်တွေကိုကျွန်တော်조사ဖန်တီးတင်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကို subscribe လေးလုပ်ထားကြဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်